အခါတစ်ပါးမှာရသော်ဘုရားကြီးတို့အကြောင်းတော်မှာသတင်းသုံးတော်မူနေခဲ့။နောက်ညတန်းကောင်ရံလောက်အချိန်မှာနောက်နှစ်သားတွေ900လောက်တောင်ရှိ၏တဲ့မြတ်စွာဘုရားအကြောင်းတော်ကိုရောက်လာတယ်။အဲ့ဒီနှစ်တွေမှာနာမည်ရှိတယ်။တတုံလပကာယိကာနတ်များတဲ့။နောက်သူတော်ကောင်းတရားတွေကိုအတူတူရွတ်ဖတ်ခဲလို့နော်သိတဲ့အခါမှာဖြစ်ကြတဲ့နတ်တွေအဲ့ဒီနတ်တွေရောက်လာတယ်။ရောက်လာပြီးတော့မြတ်စွာဘုရားကို နော်ပထမနှစ်တယောက်ကဘာလျှောက်တုံဆိုတော့တပ္ပိဒေဝသမာတိထာတပ္ပိကုပ္ပိထာတန်ထံဝံတတံတရမမေညာယတေယောဟောတိနဘပိယောတပ္ပိဒေဝသမာတိထာသူတော်ကောင်းနေနဲ့ပေါင်းဖော်ခြင်းကိုပြုရမယ်တပ္ပိကုပ္ပိထာတန်ထံဝံသူတော်ကောင်းနေနဲ့ပေါင်းသင်းတာဆက်ဆံတာတွေကိုကြိုးစားပြီးတော့ပြုလုပ်သင့်တယ်အဲ့ဒါလို့ဆိုရင်တတံတရမမေညာယသူတော်ကောင်းနေတိတဲ့တရားကိုတိပြီးတော့တေယောဟောတိနဘပိယောအဲ့ဒီပုဂ္ဂိုလ်အတွက်အရှုံးမရှိဘူးအမျက်ပဲရှိတယ် ယုံညံ့မှုမရှိဘူးမြင့်မြတ်မှုလာရှိလိမ့်မယ်လို့သူရွှေဆိုတဲ့ကထာရဲ့အဓိပ္ပာယ်ကအဲ့လိုအဓိပ္ပာယ်ရတယ်။နတ်တပီးတွေဝါတမတိထတပီးကုတ်ပိထတန်ထောတတံတရမမေညာယတေယောဟောတိနဘပိယောအလွန်ကောင်းတယ်နော်။ဟိုတုန်းကနော်သုတတမဇတ်ထဲမှာနော်တထောင်တန်ကာထာများဆိုတာနော်ဟိုတုန်းကတောင်တန်းစတော်ဘုရားကြီးအမြဲတမ်းရွတ်တယ်။နတ်ချစ်ကာထာဆိုပြီးတော့ဒီလိုလည်းပဲဘုရားဘာသာအတိုင်းဝိုင်းမှာ ဒီကထာလေးတွေကနာမည်ရှိတယ်ပေါ့နော်တပိဒေဝတမတိထာတပိကုတ်ဝေထာတန်ထံဘောတတံတရမမညာယတေယောဟောတိနပပိယောသူတော်ကောင်းနဲ့ပေါင်းရမယ်သူတော်ကောင်းနဲ့ပေါင်းသင်းဆက်ဆံခြင်းကိုပြုကိုပြုရမယ်အဲ့ဒါဆိုရင်သူတော်ကောင်းတွေတိတဲ့တရားကိုတိပြီးတော့ဒီလိုအတွက်ယုံညံ့မှုတွေမဖြစ်ဘဲနဲ့မြင့်မြတ်မှုတွေသာလည်းဖြစ်လာလိမ့်မယ်ဒီလိုဒိဗေရအဲ့ဒါနတ်တွေကတယောက်ပြီးတယောက်လျှောက်တယ်သူတို့က6ယောက်တောင်လျှောက်တယ်ဂါထာ6ပုဒ်ဘာလို့သူတို့က လျှောက်တဲ့ကာထာတိုင်းကိုကြည်လိုက်တဲ့အခါမှာလည်းပဲသူတို့ကောင်းတဲ့ပေါင်းတင်ဆက်ဆံခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးတွေကိုပဲရွေးချယ်ပြီးတော့ပြောသွားတာအဲ့ဒါကိုဘုန်းဘုန်းနောက်ပိုင်းကျတော့ပြောမယ်။ဘာကြောင့်သူတို့ကဒီကာထာလေးတွေကိုအထူးသဖြင့်သူတို့ကောင်းတဲ့ပေါင်းတင်ဆက်ဆံခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးကိုပေါ်ညွှန်းနေတဲ့ကာထာလေးတွေကိုပဲ သူတို့ကရှောက်ရတာလဲဆိုတော့သူတို့မှလက်တွေ့အတွေ့အကြုံလက်တွေ့ခံစားချက်ရှိနေလို့သူတို့ကောင်းတဲ့ပေါင်းတင်ဆက်ဆံခဲ့ခြင်းကြောင့်သူတို့ကိုယ်တိုင်အကျိုးကျေးဇူးကို လက်တွေ့ခံစားခဲ့ရတာတိတ်ပြီးတော့မကြသေးဘူးအဲ့ဒါကြောင့်သူတို့မှခံစားချက်ကပူပူနွေးနွေးလက်လက်ဆက်ဆက်ပဲရှိနေသေးတယ်သူတို့ကတစ်ချိန်လုံးကတစ်ချိန်လုံးကဆိုတိတ်ပြီးတော့မကြသေးဘူးဖခင်ပွင့်ပြီးမှပဲဟုတ်လားဘမို့ထင်ပါလေရက်ပိုင်းလာပိုင်းလောက်ပဲမြတ်စွာဘုရားဒီကိုရောက်လာတာသူတို့နှက်ဖြစ်တာတိတ်မကြသေးဘူးရက်ပိုင်းလာပိုင်းလောက်ပဲရှိအောင်မယ်လို့ထင်တာဘာလို့သူတို့ကနှက်ပြီကိုရောက်သွားကြတာတုန်းနှက်ဖြစ်သွားကြတာတုန်းဆိုတော့အဲ့ဒီတာဝတိမျိုးက ကုံတယ်တွေသူတို့ကငကိုကဒီနဲ့မဖြစ်ခင်တော့ကဟုတ်လားအဲ့ဒီကုံတယ်တွေ900ကျော်လောက်ရှုပြီးတော့နော်သမုဒ္ဒရာကိုဖျက်ပြီးတော့သူတို့ကုံကူးကြတာပေါ့အဲ့ဒါဒီနေ့မှာနော်ကုံကူးသွားကြရင်းနဲ့အဲ့ဒီသမုဒ္ဒရာအလဲမှာရောက်တဲ့အချိန်ပေါ့နော်လေနေချမ်းလာပြီးတော့မုံတိုင်းမိတယ်နော်လေတွေပါတွေကလည်းပဲအခုခေတ်လိုအကောင်းကြီးမဟုတ်ဘူးပေါ့နော်ခိုင်ခိုင်မာမာကြီးမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒါကတဖြည်းဖြည်းနဲ့ နစ်တယ်လိုင်းလေကြပါကဲမဲ့လူမဲ့လူမရှိကဲမဲ့ယူမဲ့လူမရှိအဲအကုန်လုံးသေဘေးနဲ့တွေ့တဲ့အခါမှာကြောက်လန့်ကြငိုကြယိုကြအော်ကြဟေးကြတချို့လည်းပဲကိုအားကိုအားပြုရာနတ်ဒေဝတာတွေတမမဟုတ်ကိုစိတ်ထဲမှာနကိုအားကိုလို့ရမယ်ထင်တဲ့အရာတွေရဲ့ပေါ်မှာအားကိုသမှုပြုကြနော်တိုင်တန်းကြလက်ရင်ဘက်ထုကြအဲ့လိုပေါ့အမျိုးမျိုးသေဘေးနဲ့တွေ့တဲ့အခါမှာ ဖြစ်လာတဲ့သဘာဝအတိုင်းเนาะသူတို့အကုန်လုံးစုစုပေါင်းမှာတုံ့ပြန်နေကြတာเนาะဘဝခန္ဓာရဲ့ပုံမှာမမုံမှုမကင်းညာသေးတဲ့ပုံကိုယ်တိုင်းတေဘေးနဲ့တွေ့လာလို့ရှင်ကြောက်ကြတာကြီးပါပဲဟုတ်လားအဲ့အကုန်လုံးစုစုပေါင်းမှာဖြစ်နေတဲ့အချိန်မှာတေရောင်သောလူတယောက်ကတော့အလွန်မှတည်တည်ငြိမ်ငြိမ်ထိုင်းနေတယ်တဲ့မလှုပ်ဘူးစိုးရင်လည်းပုံလည်းမပေါက်ဘူးသူကသူငြိမ်ငြိမ်အေးအေးပဲထိုင်းနေတယ်အကုန်လုံးကဖြောက်ပြက်ခတ်နေတဲ့ကြားထဲမှာသူတယောက်ကတော့အလွန်ကိုထူထူ ဆန်းဆန်းဖြစ်နေတယ်ပေါ့အဲ့တော့ねကျန်တဲ့လူတွေကလည်းပဲတတိမပြုမိလို့ကိုမရဘူးဒီလူရဲ့နှုတ်ပုံမှန်တရားကအလုံးမတည်ငြိမ်တဲ့သဘောကျန်တဲ့လူတွေ ਨੇ အလုံးမကွပြချာနာမှုဖြစ်နေတဲ့သဘောဖြစ်နေတော့ဒီလူတွေကိုတဖြည်းဖြည်းနဲ့လူတွေကဝိုင်းလာတယ်ဒီလူမှာဗာမြအာကိုရှိလို့လေပေါ့ကျန်တဲ့လူတွေအကုန်လုံးကြောက်လန့်နေတာသူတယောက်ပဲငြိမ်နေတယ်အဲ့တော့ねခမရဘာလို့ငြိမ်နေတာလဲသေမှာမကြောက်တဲ့လူမရှိဘူးဘာလို့မကြောက်တာလဲပြောတဲ့အခါမှာသူကငါမှာအာကိုရှိတယ်လို့ပြောတယ် အဲ့ဒါသူကမြတ်စွာဘုရားကြီးကနော်ငါးပါးသီလကိုစောက်တည်ခဲ့တယ်နော်ဘုရားတရားတန်ခါယတနာမြတ်သောရဲ့ပုံမှာဉာဏ်နဲ့သက်ဝင်ပြီးတော့ကြည်ညိုတဲ့ယုံကြည်တဲ့နော်ဒီသရပညာအဥပြုပြီးတော့တရဏဂုံသုံးပါးကိုလည်းစောက်တည်ခဲ့တယ်အလှဒါနကိုလည်း तू ပြုခဲ့တယ်အဲ့တော့ तू ဓာဟုပြန်ပြီးတော့ तू စဉ်းစားတယ်အဓိကကတော့သူ့မှာတရဏဂုံသုံးပါးနဲ့ငါးပါးသီလပါနော်သောသောကသောတာပန်သောတာပန်တို့ ဘလို့အကြောင်းအင်္ဂါရက်တင်နဲ့ပြည်စုံလို့သောတာပန်လို့ပြောရတာတုံးလို့ရှင်အနန္ဒကမေးတော့ရှင်သာရိပုတ္တာဖြေတဲ့အဖြေမှာ သောတာပန်ဟာဗါတဲ့တော့ဖရာရဲ့ပုံမှာတရားရဲ့ပုံမှာတန်ဃာရဲ့ပုံမှာနော်ညံတဲ့တက်ဝင်ပြီးတော့ယုံကြည်တဲ့ကြည်ညိုတဲ့စိတ်ရှိတယ်ပြီးတော့အရိယာတွေမျက်နှိုးတဲ့ငါးပါးသီလကိုနော်မကြမ်းမပေါ့မပြောက်မကြမ်းအောင်စောင့်ထိန်နိုင်နေလို့ဒီလိုပြောထားတာလေးကိုသတိရဖို့ရှိတယ်နော်အခုသူကလည်းအဲ့ဒါကိုပြောတာသူ့မှာတရဏဂုံ၃ပါးရှိတယ် အာဘသီလရှိတယ်ဘဝဆိုတာကတော့နော်တဏီမဟုတ်တဏီဒီလိုပဲပြည့်ရတာပါပဲသေရတာပါပဲနော်ဒီလိုရင်နှစ်ပြီးတော့မသေးဘူးဆိုရင်လည်းတစ်ချိန်ကြတော့လည်းပဲနော်အကြောင်းတရားတစ်မျိုးမျိုးနဲ့သေရမှာပဲတဘဝမှာနှစ်ခါသေရတယ်ဆိုတာမရှိဘူးတစ်ခါတော့သေကိုသေရမှာပဲတဏီနည်းနဲ့သေရမှာပဲနော်ကန်ဆိုးလိုက်တာလို့ပြောလို့မရဘူးသေရတာကန်ဆိုးတယ်လို့ပြောရင်တော့ဘယ်နည်းနဲ့သေသေသေခြင်းတရားအကုန်လုံးဟာကန်ဆိုးမှုပဲဒါပေမဲ့လူတွေကမသေခြင်းတဲ့အတွက်ကြောင့် ကိုမှကျုံလာတဲ့သေခြင်းတရားတွေ့ပြီဆိုတာနဲ့မလုပ်တယ်ပဲအောင်မိတာတော့ကံဆိုးတယ်အောင်မိတာသက်80 80တမလည်းသေမယ်ဆိုရင် तू ကလည်းကံဆိုးတယ်ပဲအောင်မိမှာနေခြင်းသေးတာဟုတ်ဟုတ်လားနော်စဉ်းစားကြရအောင်နော်သေခြင်းတရားနဲ့သေခြင်းတရားနော်အမှန်တရားကိုအများကြီးပြောနေတယ်လို့ဘုန်းဘုရားတော့ခံစားရတယ်သေခြင်းတရားကိုစဉ်းစားလိုက်တာနဲ့ဘုန်းဘုန်းတို့မှာတကယ့်ကိုလေးနေတဲ့ဘဝရဲ့အကြောင်းတရားတွေကိုအများကြီး ကြားခွင့်ရမယ်လို့ထင်တယ်အဲ့ဒါနာနာသာစဉ်းစားကိုတကယ်သေတော့မယ်ဆိုတဲ့အခါကျတော့ဘလို၄ဖြစ်နေလဲမြင်ကြည့်ပေါ့ကိုဆိုရင်ရောဘလို၄နေမလဲတွေးကြည့်ပေါ့နော်အဲ့တော့ဒီလူကသူ့မှာအာကိုအာသာရှိတယ်တရဏဂုံ၃ပါးနဲ့၅ပါးတေလာရှိတယ်ဒါကြောင့်သူမကြောက်ဘူးတေလိုက်ဖို့ပဲမတတ်နိုင်ဘူးနော်ငိုးယူနေလို့လည်းအကြောင်းထူတာမှမဟုတ်တာဒါဒီတိုင်ဒီဘေးကမလွတ်တော့ဘူးလာမယ်ဘေးကိုသူဘာလို့တာတော့ ြေးတွေးတာနော်ကျွတ်တို့ဗမာစကားပုံကနှစ်ခုရှိတယ်လာမယ်ဘေးပြေးတွေးနောက်ထပ်ပါရှိသေးတယ်လို့ပါလာမယ်ဘေးအဝေးကရှောင်းတဲ့ဟုတ်တယ်မဟုတ်လားလာမယ်ဘေးအဝေးကရှောင်းရှိသေးရဲ့နော်လာမယ်ဘေးကိုဟုတ်တယ်တချို့ဘေးကအဝေးရကိုရှောင်းမရှောင်းရင်တွေးမှာဒါပေမဲ့တချို့ဘေးကအဝေးရရှောင်းလို့မရဘူးခုသေးချင်းဘေးကလာမယ်ဘေးအဝေးရရှောင်းဆိုရတဲ့ထည့်လို့ရလားရှောင်းလို့မှမရတယ်ဘေးနာချင်းဘေးတွေ့မှာတူอ่ะဟုတ်လား ကိုယ်အသုံးမချလို့ဖြစ်တဲ့ဘေးတွေရှောင်လို့ရှိရင်လွတ်တဲ့ဘေးမျိုးကြရင်တော့ဟုတ်တာပေါ့လာမယ်ဘေးဝေးဝေးရရှောင်ဝေးရရှောင်နိုင်လေကောင်းတယ်ဒါတိသေးချင်းဘေးရလာမယ်ဘေးဝေးရရှောင်ဆိုတာတည်းထည့်ရမယ်ဘေးမျိုးမဟုတ်ဘူး तू ကလာမယ်ဘေးပြည့်တွေ့ရမှာအဲ့တော့ပြည့်တွေ့တယ်ဆိုရင်အည်အသွေးရှိလေးလေးတွေ့တဲ့နေရာမှာအဆင်ပြေလေးလေးဒါပဲအည်အသွေးညံ့လေးလေးအရာကပေါက်တိကပေါက်ချာအိုးနင်းခွန့်နေတဲ့ပေမင်းကိုသွားလက်ဆွဲရမယ့်ကိစ္စလိုတဲ့ကိစ္စမဟုတ်ဘူးနော် စဉ်းစားတော့ဒီဥစ္စာကဟုတ်လားခုလာမဲ့ဘေးကို तू ဘာလုပ်နေတာတော့ပြေးတွေ့သူ့မှာတွေ့ဖို့အတွက်လည်းပဲအည်သွေးရှိနေတယ်ဟုတ်လားအဲ့တော့ကြံတဲ့လူတွေကဟာအဲ့လိုဆိုလို့ရှိရင်ငါတို့ကလည်းပဲအဲ့ဒီနော်အည်အသွေးမျိုးအဲ့ဒီအခြေအနေမျိုးရအောင်လုပ်ပေးလို့ရလားဆိုတော့ရတယ်ဆိုပြီးတော့ကြံတဲ့လူတွေအကုန်လုံးကိုညင်ခိုင်းတယ်ရေရတဖြည်းဖြည်းနဲ့ဝင်နေပြီဒီလှေကြီးပေါ်မှာနောက်နောက်မိနစ်ပိုင်းတွင်နေတော့မယ်အနေထားဟုတ်လား အကုန်လုံးတိတ်ကြတိတ်ကြဆိုအကုန်လုံးငြိမ်သွားတဲ့ချိန်မှာသူမြတ်စွာဘုရားရဲ့ဂုံကြီးသွေးကိုသူတက်တလောက်အချင်းချုပ်ကလေးပြောပြတယ်။သူတော်ကောင်းတရားရဲ့အကြောင်းကိုပြောပြတယ်။အရိယတန်ဃာတော်တို့ရဲ့အကြောင်းကိုပြောပြတယ်။နော်။ငါးပါးတိလာရဲ့အကြောင်းကိုပြောပြတယ်။နော်ဒါကိုပြောရင်းနဲ့ဘုံဘဝဘာကိုကြားဖြတ်ပြီးတော့ယောဂီတို့ကိုပြောလိုက်ခြင်းလုံးဆိုတော့ဘဝမှာအရေးအကြီးဆုံးကျွမ်းကျွမ်းကျင်ကျင်နားလေထားတဲ့စကား၆ခွန်းရှိတယ်လို့ယောဂီတို့ကိုနော်ဒီအကြောင်းအရာလေးကိုနားလေစေခြင်းတယ်။စကားပဲနှခွန်း ခေါခဖရာတရားတန်ကနေစာဒုက္ခအနတ္တနော်ဒီစကား6ခွန်းရဲ့အကြောင်းကိုဘယ်လောက်ထိနားလည်အောင်လုပ်မလဲပြီးပြီးဝါဝါနားမလဲကြသေးတာကတော့အသေးချာပဲဟုတ်လားဖရာတရားတန်ကအကြောင်းကိုလေသောတာပန်ဖြစ်မှပြီးပြီးဝါဝါနားလည်မယ်လို့ဖုံဖုံထင်တယ်ဒီချိန်မှာ နားလည်တယ်လို့တော့နားလည်မယ်ပေါ့ဒါပေမဲ့ တရားကိုတကယ်စ조사အထုတ်လို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အနေအထားကိုရောက်အောင်လုပ်နိုင်မယ်ဆိုရင် तू အချမ်းသာဆုံးအရာကိုရပြီအချမ်းသာဆုံးအရာကိုရပြီဆိုရင်ဒီချမ်းသာဘာကြောင့်ရတာတော့မြတ်စွာဘုရားရဲ့ကြီးသူကြောင့်ရတာအရိယတန်ဃာတော်တို့ရဲ့ကြီးသူကြောင့်ရတာ तू သိပြီသိပြီဆိုရင်ဘုရားတရားတန်ဃာရဲ့အပေါ်မှာ तू မြင်တဲ့အမြင်ဟာတရားသူမရတဲ့လူရဲ့အမြင်နဲ့တရားသူရတဲ့လူရဲ့အမြင်ဟာတူနိုင်ပါလားအတူနိုင်ဘူးဒါကကွာခြားမှုကိုရှင်းအောင်ဘုမောပြောတာပါတရားသူမရသေးခင်မှာတောင်မှ တရားရဲ့အရာတာကိုပုထုဇဉ်ဘဝနဲ့ဘယ်အတိုင်းတာအထိရအောင်ယူနိုင်တယ်လဲနော်တရားရဲ့အရာတာကိုများများရအောင်ယူနိုင်တဲ့လူနဲ့များများမရသေးတဲ့လူတယောက်ရဲ့နော်ယတနာမြတ်သုံးပါးရဲ့အပေါ်မှာအမြင်နဲ့တရားရဲ့အရာတာကိုအများကြီးရထားတဲ့လူတယောက်ရဲ့ယတနာမြတ်သုံးပါးရဲ့အပေါ်မှာမြင်တဲ့အမြင်နဲ့ဟောတူနိုင်မလားမတူနိုင်ဘူးအဲ့ဒီလိုခံစားတတ်စေချင်တာတော့ဖရာတရားတန်ကပြီးတော့ဗါလဲတော့ အနိစ္စဒုက္ခအနတ္တအနိစ္စကိုဘယ်လောက်နားလဲတို့ဒုက္ခကိုဘယ်လောက်နားလဲတို့အနတ္တကိုဘယ်လောက်နားလဲတို့အနတ္တတကယ်နားလဲရင်တောတာပန်ဖြစ်မှာနော်နားမလဲကြသေးဘူးကျွတ်တို့နားလဲဖို့လိုအပ်နေသေးတဲ့စကလုံးလေးတွေမွေးရစကြားဘူးထားတဲ့စကလုံး၆လုံးပဲနော်ဟုတ်လားခုဒီမှာသူပါပြောပြီတော့ဖရာတရားတန်ခါယတနာမြတ်သုံးပါးကြောင့်ဟိုပြောတယ်၅ပါးသီလကြောင့်ဟိုပြောတယ် အကုန်လုံးရဲ့စိတ်ထဲမှာတေဘေးကလည်းပဲတွေ့နေပြီဒါ ਉਹ ပဲအကုရုံးမယ်ဆိုတဲ့နော်မှန်ကန်တဲ့အမြင်လေးကလည်းရှိနေတယ်အဲ့ဒီအချိန်မှာသူတရဏဂုံသုံးပါးကိုချပေးတယ်ဘုရားတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိပြီးရင်ငါးပါးတိလာကိုချပေးတယ်အဲ့ဒါလူကအရင်များတဲ့အခါကျတော့ဒီလိုင်းလံလေးလံနေနဲ့ပိတ်မကြားတဲ့အတွက်ကြောင့်ခုနှစ်အုပ်စုစုပြီးတော့မှသူချပေးတယ်တဲ့လူ900ကျော်လောက်ကို100ချင်းစီချပေးတယ်အဲ့တော့ပထမအုပ်စုချပေးတဲ့အချိန်မှာရေကဒူကောင်းလောက်ရောက်တယ် ောက်ဒုတိယအုပ်စုချပြတဲ့မှာပေါင်လေလောက်ရောက်တဲ့တဖြည်းဖြည်းနဲ့ရေကအဲ့ဒါနောက်ဆုံးခုနှစ်အုပ်စုမြောက်ချတဲ့ချိန်မှာရေကမေးသေးလောက်ရောက်နေပြီတဲ့အဲ့ဒါတခက်မှကိုအလော30ပဲနော်အဲ့ဒါနောက်ဆုံးခုနှစ်အုပ်စုမြောက်ချပြီဆိုတော့အကုန်လုံးရေနစ်ပြီးတော့ဆုံးမကြရတဲ့ပေါ့အဲ့ဒါအကုန်လုံးအဲ့ဒီစိတ်နဲ့ပဲသူတို့ဟာတေးသွားကြတယ်အဲ့ဒီစိတ်နဲ့တေးတဲ့အတွက်ကြောင့်ဘယ်ရောက်တော့တာဝရိန္ဒာနဲ့ပြည်ကိုရောက်တယ်တော့တေးခြင်းတရားကိုသူတို့ဟာအကောင်းဆုံးနီးနဲ့ဖြည့်ရှင်းသွားတယ်လို့ဆိုနိုင်မလား နော်ဒီနေ့ကယောဂီတယောက်မေးတာရှိရဲ့နော်တရားနည်းမှာတရားနာ ပြီးတော့တရားမာလာနော်တရားမှတ်ပြီးတော့တရားမာလာကိုပြုတ်ခဲ့တဲ့ကုသိုလ်အောက်မိတ်ပြီးတော့တရားမာလာဒါမှမဟုတ်ရင်နော်တိတ်တိတ်ဆိတ်ဆိတ်ကလေးတရားမာလာသူမေးထားတာတော်တော်စုံနေနော်ဟုတ်လားအဲ့တော့ဘုံဘုံဘလို့ဖြေလိုက်တာတော့ကိုသေးခြင်းတလို့သေးဟုတ်တယ်ကိုနဲ့အဆင်ပြေတယ်လို့သေဖို့လိုရဲ့နော်တော့တရားမှတ်ပြီးတော့သေဖို့လည်းပဲကိုကအဆင်ပြေခြင်းမှပြေမှာ ဒါကျွမ်းကျင်အောင်မှတ်ခဲမှသာလေတရားမှတ်ပြီးတော့နေတဲ့နီးကအကောင်းဆုံးတော့အကောင်းဆုံးပဲဒါဒီအကောင်းဆုံးကကိုမမီနိုင်တော့ဘလို့တော့ဈေးထဲမှာဝတ်သားတွေကျက်သားတွေအကောင်းဆုံးဘောကိုမှပတ်စံမရှိတော့ဘလို့လုံးမတော့ဟုတ်တယ်မဟုတ်လားကိုဝယ်စားနိုင်မှာကို့အတွက်ကောင်းပါလေဟုတ်လားအဲ့တော့ကောင်းတယ်ဆိုတိုင်းလဲလက်လန်းကမိတဲ့သေးတာမဟုတ်ဟုတ်လားအခုတို့ရဲ့သေခြင်းတရားကိုဖြည့်ရှင်းသွားပုံကလေးကအဲ့ဒီနီးနဲ့ဖြည့်ရှင်းသွားတာဒါက တကယ်ကိုသူတို့ကနှစ်ဖူးတွေတို့တွေတွေ့တယ်သူတို့ရဲ့အခြေအနေလေးကိုကကိုချင်းစာပြီးတော့ကြည်နိုင်မှဒီအနေထားလေးတွေရဲ့လေးနက်မှုကိုခန်းစားလို့ရမှာနော်ကိုတော်ရင်နာနဲ့ပြေကိုရောက်တယ်ရောက်တဲ့အခါကျတော့အော်တို့မယ်ကြည်စမ်းနော်ချမ်းသာတဲ့ဘဝကိုရရတယ်ဘုစုကြည်သူကြောင့်ဆိုတော့ဒီဥပဒကတကတယောက်ရဲ့ကြည်စုဆိုတော့သူမြင်တယ်နော်မြတ်စွာဘုရားရဲ့ကြည်စုသူတော်ကောင်းတရားရဲ့ကြည်စုတန်ဃာတော်တို့ရဲ့ကြည်စုငါးပါးသီလရဲ့ကြည်စုဒါကိုလည်းသူတို့မြင်တယ်မြင်လို့မို့ ်တော့ဒီအကြောင်းအရာလေးတွေမမိမပြောက်သေးခင်မှာမြတ်စွာဘုရားကြီးကိုသွားကြမေးဆိုတော့အဲအုပ်စုဖွဲ့ပြီးတော့သူတို့ရောက်လာကြတာဟုတ်လားအဲ့တော့ရောက်ရောက်ချင်းပထမနှစ်ကဘာရောက်တော့သောတော်ဘုံဘုံရွတ်ပြရနော်တပိဒေဝတမတိထာတပိကုတ်ဘေထာတန်ထေဝတတံတရမမေညာယသေယောဟောတိနာပါပိယောသူတော်ကောင်းနဲ့ပေါင်းပါသူတော်ကောင်းနဲ့ပေါင်းတင်ဆက်ဆံခြင်းကိုပြုပါအဲ့ဒါဆိုရင်သူတော်ကောင်းတရားကိုတိရပါလိမ့်မယ်သူတော်ကောင်းတရားကိုတိရပြီဆိုရင်ယုံညံ့မှုမဖြစ်ဘူးမြင့်မြတ်မှုသာလျှင် ဖြစ်မယ်လို့ဒီလိုပြောတာအဲ့ဒါလိုပြောပြီးတော့နောက်ဒုတိယတယောက်ကပြောဒုတိယနတ်တယောက်ကပြောပြန်တယ်တဲ့မြတ်စွာဘုရားကိုလျှောက်ပြန်တယ်နော်တို့6ဂါထာရှိတယ်အဲ့ဒါလေးကိုဘုံဘုံအကြံမြင်လေးပဲပြောပြမယ်ဟုတ်လားတပိဒေဝသမာတိထာတပိကုပ္ပေထာတန်တဝံတတံတရမမင်ညာယပညာလက်ပတိနင်ညာတော်တဲ့နောက်ဆုံးပါတာလေးပဲကွယ်လွယ်မှုရှိတယ်နောက်သူတော်ကောင်းနဲ့ပေါင်းသင်းရာဤသူတော်ကောင်းနဲ့ပေါင်းသင်းဆက်ဆံခြင်းကိုပြုရာဤ သူတော်ကောင်းတရားကိုတည်တည်ရှိတော်ဒီထိသုံးပါးက6ကာထာလုံးအကုန်တူတယ်ဟုတ်လားအကျိုးရလက်တစ်ခုပဲနောက်ဆုံးပါးအနေနဲ့ကွဲပြားသွားတာအဲ့ဒါဒုတိယနတ်ကဘာပြောလဲဆိုပညာလက်ပတိနေညတော်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုများတည်ရမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာပညာလက်ပတိမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာကိုသူရလိမ့်မယ်တဲ့နေညတော်တခြားနည်းနဲ့တော့မရနိုင်ဘူးတဲ့ဟာ အသိဉာဏ်ပညာကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင်ဘုံဘုံတို့သူတော်ကောင်းနဲ့ပေါင်းပြီးတော့သူတော်ကောင်းတရားကိုသိအောင်လုပ်အဲ့ဒါဆိုလို့ရှိရင်သိတဲ့သိတဲ့မြင်တဲ့မြင်တဲ့တဲ့တဘာဝအမှန်တရားတွေရဲ့အကြောင်းကိုဘုံဘုံတို့ဟာမှန်မှန်ကန်ကန်သိရမယ်သူတော်ကောင်းနဲ့ပေါင်းသိခြင်းဒီဟူသောအကြောင်းကလွဲလို့တခြားအကြောင်းတရားဖြင့်တော့အသိဉာဏ်ပညာကိုမရနိုင်ဘူးလို့ပြောတာပညာလဘတိနိညာတောအသိဉာဏ်ပညာကိုရမယ်တခြားနည်းနဲ့တော့ မရနိုင်ဘူးသူတော်ကောင်းကိုပေါင်းတဲ့နီးနဲ့သာလေအသိဉာဏ်ပညာကိုရနိုင်တယ်လို့ပြောကျင်တာသဘောပေါက်တယ်နော်နောက်တတိယနဲ့ကဘာပြောတော့တပိရေဝသမသေးထာတပိကုဗေထာတန်တဝံတတံတရမမညာယတောကမစ္စေနသောစတိသူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုမြန်သိရမယ်ဆိုလို့ရှိရင်စိုးရင်ချင်းတို့ရောက်နေကြတဲ့လူတွေရဲ့ကြားထဲမှာသူကိုယ်တိုင်စိုးရင်မှုကင်းပြီးတော့ချမ်းသာသာနေရလိမ့်မယ်တဲ့နောက်သူတော်ကောင်းတရားကိုတကယ်သိပြီးရှိဆိုရင် ူဟာစွရင်မှုကင်းလိုက်ပဲလောကလူသားအများစုကတော့စွရင်မှုကင်းပြီးတော့နေနေကြတာမဟုတ်ဘူးစွရင်မှုတွေနဲ့ပဲပူပူလောင်လောင်ပင်ပင်ပန်းပန်းနေနေကြတာဒါကသူကပြောတာနော်တူတော်ကောင်းနဲ့ပေါင်းလို့တူတော်ကောင်းတရားကိုမြန်သိရမယ်ဆိုရင်စိုးရင်နေတဲ့လူတွေကြားထဲမှာစိုးရင်မှုမရှိဘဲနဲ့ထူးထူးခြားခြားနေရပါလိမ့်မယ်လို့ပြောတာစိတ်ထဲကခံစားတတ်အောင်ခံစားပြီးတော့နားထောင်တော့ဟုတ်လားနောက်လေးခုမြောက်၄ယောက်မြောက်နောက်ကဘာပြောတော့ တပိဓေဝသမာတိထတပိကုပိထတန်ထောတရံတရမမေညာယညာတိမစ္စေဝိရောစတိနော်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုမြန်သိရမယ်ဆိုလို့ရှိရင်ဒီလိုဟာရွှေမျိုးတွေရဲ့အလေအတိုင်းဝိုင်းတွေရဲ့ကြားထဲမှာ အလွန်တင့်တောင့်တင့်တယ်ရှိလိမ့်မယ်တဲ့သူတော်ကောင်းတရားကိုသိပြီဆိုရင်သူ့ရဲ့ညာကအလွန်မကိုပဲလင်းလက်တောက်ပြောင်သွားပြီလို့မဆိုနိုင်ဘူးလားလူတယောက်အတိတကယ်ရှိသွားပြီဆိုလို့ရှိရင်အရာအလုံးကြားထဲမှာသူကပါတော့ ထင်ရှားလာတယ်ပေါ့ဟုတ်လားသဘောပေါက်လားမသိဘူးเนาะအသိဉာဏ်ပညာတကယ်ရှိလာပြီတည်တင်းတိလိုက်တာတွေ तू အများကြီးတိလာပြီဆိုရင် तू အတိုင်းဝိုင်းထဲမှာ तू ဟာဘာလို့ထင်ရှားတယ်ဒါကိုပြောတာအဲ့ဒါကို तू တင်စားပြီးတော့ပြောတာเนาะညာတိမစ်စီဝီရောစတိရွှေမျိုးတွေကြားထဲမှာတင့်တယ်ပါလိမ့်မယ်လို့ပြောတာဟုတ်လားနောက်၅ရောက်မြောက်နှစ်ကဘာပြောတော့တပိဓေဝသမာတိထာတပိကုတ်ဝေထာတန်ထဝံတတံတရမမေညာယတတ္တာကိစ္ဆန္တိတုဂတိ နောက်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုမြတ်သိရမယ်ဆိုလို့ရှိရင်သိရတဲ့ချိန်မှာအဲ့ဒီလူပါဘဲကိုရောက်မလို့ဆိုတော့ကောင်းတဲ့မြင့်မြတ်တဲ့ဘဝကိုရောက်လိမ့်မယ်။နောက်သေခြင်းတရားကိုချမ်းချမ်းသာသာရင်ဆိုင်ပြီးတော့ချမ်းသာတဲ့ဘဝတစ်ခုကိုရပါလိမ့်မယ်လို့ပြောတာ။ကောင်းတယ်နော်သူရဲ့အမြင်ကလည်းဟုတ်လား။နောက်နောက်ဆုံး6ရောက်မြတ်ကပါပြောတော့တပိတေဝသမာတိထတပိကုဗေထတန်ထဝံတတံတရမမေညာယတတတာတိဋ္ဌံတိတတတံ နော်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုမြင်သိရမယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတဲ့တတ္တတိဋ္ဌံတိတာတတံအမြဲတမ်းချမ်းသာနေတဲ့လူတယောက်အဖြစ်ကိုရောက်တော်ပါလိမ့်မယ်တဲ့အမြဲတမ်းချမ်းသာမှုနဲ့ပဲနေရလိမ့်မယ်လို့ပြောတာဟုတ်တာပေါ့တရားသူတရားမြတ်ရသည်အထိသူတော်ကောင်းတရားကိုမြင်သိခဲ့မယ်ဆိုရင်သူဆင်းရဲတယ်လို့ပဲရှိမလို့ချမ်းသာမယ်ပေါ့နော်အဲ့ဒါလို့နတ်နတ်6ယောက်ကသူတို့ရဲ့အမြင်တွေကို ဒါခေါင်းဆောင်သဘောမျိုးလို့ဆိုနိုင်ပါတယ်ဟုတ်လားသူတို့ရဲ့အမြင်တွေကိုမြတ်စွာဘုရားကိုရှောက်ထားပြီးတော့သူတို့ကမြတ်စွာဘုရားကိုနော်ဘာဆက်ပြီးတော့ပြောပြန်တော့ဆိုတော့မြတ်စွာဘုရားတဲ့အခုတပည့်တော်တို့နှစ်၆ယောက်ပြောလိုက်တဲ့ဇာကအသေးသေးရှိတယ်ပေါ့နော်အဲ့ဒီတပည့်တော်တို့ပြောတဲ့ဇာကတွေထဲမှာဘယ်နဲ့ရဲ့ဇာကအကောင်းဆုံးဖြစ်မလဲတဲ့နော်သူတို့က နော်အမှတ်ကလည်းယူကျင်သေးတယ်လို့ပြောရမယ်ဟုတ်လားငါစကားပို့ပြီးတော့ကောင်းတယ်ဆိုတာလေးကလည်းရလိုက်ခြင်းသေးတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကိုသူတို့ကဒိုင်လုခိုင်းတယ်နော်ဘုစုစကားကအောင်းဆုံးလေလို့မြတ်စွာဘုရားကမေးအဲ့မြတ်စွာဘုရားကအသီးသီးဟာကိုယ်အတိတ်ပဲနဲ့ကိုအကုန်လုံးကောင်းတာကြီးပါလေတဲ့ဟုတ်ပါတယ်ဘယ်ဟာမှပြည့်ရစရာမရှိဘူးအကုန်လုံးကမှန်ကန်တဲ့ကောင်းမွန်တဲ့ဒါပေမဲ့မြတ်စွာဘုရားဗာဆက်မိရှိတော့ဆိုတော့သင်တို့စကားတွေဟာအသီးသီးကောင်းကြပါလေတဲ့ဒါပေမဲ့ ငါရဲ့အမြင်ငါရဲ့စကားကိုလည်းနားထောင်ကြည့်အောင်တဲ့ဟောမြတ်စွာဘုရားကသူတော်ကောင်းနဲ့ပေါင်းသိမ်းရခြင်းရဲ့အကျိုးကျေးဇူးကိုဘယ်လိုပြောမလဲတပ္ပိဒေဝတမတိထာတပ္ပိကုဗေထာတတဟောတတံတရမမညာယတပ္ပဒုက္ခပမုစတိတဲ့ဟောဒါမြတ်စွာဘုရားပြောတဲ့စကားတပ္ပဒုက္ခပမုစတိနော်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုမြန်သိရမယ်ဆိုရင်အလုံးစုံသောဆင်းရဲဒုက္ခတွေကလွတ်မြောက်သွားလိမ့်မယ် ပ္ပဒုက္ခပမုစတိတဲ့။နော်ဆင်းရဲဒုက္ခအလုံးကလွမြောက်သွားလိမ့်မယ်တဲ့။အဲ့တော့ဆင်းရဲဒုက္ခအလုံးကလွမြောက်ခြင်းနဲ့ဆိုရင်သူတော်ကောင်းနဲ့ပေါင်းတင်ခြင်းဆိုတဲ့အမှုကိုဘုံဘုံတို့တွေကပြုရမယ်ပေါ့။အဲ့တော့ကိုယ်ဘေးမှာ ရှိနေတဲ့လူတွေကို ကိုဟာညံနဲ့စီစစ်ရွေးချယ်ဖို့မလိုဘူးလား။လိုတယ်နော်။